ကောင်းလုံးကြိုက်ဆုံးကတော့အကောင်းလုံးကြိုက်ဆုံးကတော့ပဇွန်လေးချောင်းနာလို့လေခနန်းအနှစ်နဲ့ချက်တာလေအဲအဲ့ဟာပဇွန်ခနန်းချက်ကတော့အကောင်းလုံးကြိုက်ကြတယ်ပြတဲ့ချင်အိုးကြီးချက်တာလေအဲ့လိုသူများအဲ့လိုတအိုးစာမဟုတ်တဲ့အဲ့လိုအိုးကြီးလည်းချက်တတ်တော့မိသားစုလာအဲ့လိုအိုးအိုးကြီးလည်းချက်တယ်ခုဒီမော်ဘီ channel ကဘာလေးစောက်တယ်ဆိုတာလဲဘာကစ်ချန်လေးအတိကကစ်ချန်စောက်တာဘာဖြစ်သွားပါဘောနော်လို့ဆိုတော့အဲ့မှာဟင်းနေချက်မာရအများကြီးရှိရပါတော့ဒါပေမဲ့ခုက ဒီကားရိုက်ရိုက်ရင်လည်းနောက်ကားလည်းထပ်ရိုက်ရအောင်ပဲဆိုတော့ကားရိုက်ရမ်းများနေရောအဲ့ဘမလှည့်နိုင်ပြရပါတော့ချက်တက်တယ်တဲလဲဟင်းချက်ကောင်းတယ်အာအကောင်လုံးကြိုက်ကြရဲအကောင်လုံးတဲတဲလဲရအောင်လို့သူမထင်နာဘူးပေါ့နော်အဲ့မော်ကန်နန်းချက်ပေါ့ကန်နန်းချက်ပေါ့ပြောဘဲဦးဘဲဦးချင်ဟင်လေဘဲဦးချင်ဟင်လဲချက်တယ်အကောင်စားရဲတို့ရအရန်ထမင်းစားရဲအရန်အစာသမားတဲလဲစားရဲစာသမားပဲဆိုချက်မြင့်စီကြောင်းမှာတော့ဗီလင်းကာရက်တာလေးနဲ့ပြန်ပြီးထပ်တွေ့ရမှာပေါ့နော်ဟုတ် အာလောက်ခုရတဲ့ဒါဒုတိယအကြိမ်ပေါ့နော်ဒီလေဟုတ်အာတဲရတော့ဒီကားအတွက်ကတော့ပြများဆက်ခံလေးပို့ပြီးတော့ဟိုအောင်မြင်လေးပေါ့အောင်မြင်လေးဆိုတာပေါ့တဲရဲ့ character ကိုသူတို့လက်ခံလေးလို့ပဲယူဆရမှာအဲ့တော့အဆဲခိုင်အောင်ယူဆရမှာပေါ့နော်အာတဲရတော့ဇက်လန်လေးအဓိကရွေးချယ်ရွေးချယ်ဆိုတာဒီကားလေးကဟို director ရဲ့လည်းဒီပြော production နဲ့ပါလဲကန်လန်းတဲ့ခါဇက်လေးရင်ပြရပေါ့နော်ဇက်လေးဖက်ကြည့်တဲ့ခါမှာဟိုညင်းစရာဇက်မဟုတ်ဘူးဘာလို့လဲဆိုတော့အောင်မြင်တာဝတ္ထုလည်းဖြစ်တယ်ပြီးတော့ဒီလိုနေရာမျိုးကိုဂျွန်တီနဲ့ကန်လန်းမိတယ်ဆိုတော့ဟိုက ါတဲ့အတွက်အရန်ပျော်ဖို့ကောင်းနေပြီပေါ့။ဟာဖေရလို့မတားပါဘူးပြီးတော့တဲကိုဒီလိုနေရာမျိုးကိုရုံချီချီလာပြီးတော့ဟိုကန့်လန့်နေဆိုရဲရဒါပထမခြေလမ်းမှာမှန်ခဲ့လို့ပေါ့နော်ပထမခြေလမ်းမှာပရိသတ်လက်ခံသွားလို့တမျိုးဒီလိုနေရာမျိုးထက်ယုံကြည်ပြီးကန့်လန့်တာပေါ့နော်အဲ့တော့ရိုက်ကောင်းတဲ့အာအများကြီးတေချာပြင်ဆင်အဲ့လိုမျိုးပေါ့နော်ပြောပါရစေ။ အဖေနဲ့ဟိုစုံမယ်ဆိုတော့ရိုက်ရိုက်ပါတယ်တဲတို့ပြီးခဲ့ကလည်းရိုက်ဘူးတယ်ဆိုတော့အဲ့လိုမျိုးတော့မရှိပါဘူးရိုက်တဲ့အခါမှာတော့ကိုယ့်အကူထားလောမှန်တာနဲ့ item မှန်လောက်လာတာနဲ့တိုင်ပတ်နေတာဆိုတော့ဒါမဲ့လည်းမရိုက်ခင်တော့နည်းနည်း serious ဟိုနည်းနည်း stress တော့ဖြစ်တာပေါ့နော်အာမရှိပါခုနောက်ပိုင်းဆိုရင်ဖေဖေရဲ့ဟာတာကိုပို့ပြီးတော့လက်ခံလာရပါတော့ဖေဖေအရင်ဆိုလို့ရှိရင်ကို့အဖေဆိုတော့ ဟို poster တွေပါနေအဲ့လို trailer တွေပါမ share ပြစ်ဘူးဒါပေမဲ့ခုနောက်ပိုင်းဆိုဖွေတက်လာတဲ့ဟာတာတွေကလေအဲ့လိုကိုကိုတိုင်းလည်းရန်သဘောကြတော့လေအဲ့လိုမျိုးဟာတာတွေဆိုတဲတောင်ခွီပြီးတော့လို့ share ထားတာရှိရပါတော့ အာတဲ့အာ lifetime blog တွေကြီးရဲ့သူဆိုတော့တီးပါတယ်။တို့ပေါ့ပေါ့ပါပါပဲနေရဲ့အပြင်မှာလည်းဒီတိုင်းပဲအခုနောက်ပိုင်းဆိုတို့အလိုညာဘက်ထိတောင်းညံ့နေရအောင်ထည့်ပြထားရပေါ့နော်ဘယ်လိုမျိုးနေရဲ့အညာဆိုလို့ရှင်မအိတ်ကြဘူးဘယ်လိုမျိုးဟိုဒီသားစုတွေအဲ့လိုမနေရဲ့ဆိုတာပြပြိတက်ကလည်းပို့ပို့ပြီးတော့တီးလာရပေါ့နော်ဟုတ်အာတဲ့ပြောလို့ပေါ့နော်ဒီမှော်ပြီးမှတွေ့ဖြစ်တယ်ဆိုတာတို့က အလုတ်အရမ်းများတယ်မိသားစုဝင်အနေအားမတွေ့ဖြစ်ကြအောင်မတွေ့ဖြစ်ကြတော့ဒီမော်ဘီမှာတွေ့ရရက်ကဒါမိသားစုစုံတဲ့ရက်ပေါ့နော်တပတ်တရက်သို့မဟုတ်နှစ်ပတ်တရက်လောက်ကိုအိမ်မှာရအောင်စုံတယ်စုကြရဲစားကြတောက်ကြအိတ်တယ်အနောက်လေးပြန်တယ်အဲ့လိုမျိုးလေးပေါ့နော်မိသားစုစုံအောင်တော့တွေ့တွေ့ဖြစ်တယ်မော်ဘီချန်က အဲ့ဒါဟိုအပန်းဖြစ်ဖို့အတွက်ရတော့မဟုတ်ဟိုးရင်တော့ဖေဖေအဖိုးပါနော်တဲရဲ့အမေရဲ့အဖေအဖေကဟိုခြံလေးနဲ့သီးပင်စာပင်စိုက်ချင်တယ်ဆိုလို့ဖေဖေကဝယ်ထားပေးရတဲတို့ဝယ်တော့ကဖေပြော25လား35တဲငငယ်လေးတွေဝယ်ထားဆိုတော့လေတဲခလေးပွားရဲအဲ့တော့ဒါကြီးလာအချိန်မှာတော့မြေရတော့ဟိုပို့ပြတတ်မှုရှိရပါနော်ဒီကြီးလာအချိန်မှာတော့တို့ဟို မိသားစုပန်းဖြေဖို့နေရာလေးအနေနဲ့ဖန်တီးထားပါတော့ပြီးတော့အခုခပေးရုပ်ရှင်တွေပါရိုက်တယ်အမှရှူတင်ခြံသဘောမျိုးလေးပေါ့နော်အိမ်လေးတွေဆောက်ဆောက်ထားတယ်ပေါ့နော်အဲ့လိုလေးလောက်တာပေါ့ဟုတ်အတိုင်းငယ်ဟုတ်တယ်တို့တစ်ခါကြာလို့ရှင်လည်းထမင်း ထမင်းဟန် channel မှာဝန်ထမ်းတွေလည်းရှိရပြီးတော့အသေးတော်ကတော့နိုင်ငံချက်တာပေါ့နော်တဲတော်ချက်တယ်ပြောလို့ရှိရင်ဒီခါကျရင်လည်းဟိုလာပြီဆိုလို့ရှိရင်တယောက်တစ်ခုစီဝယ်လာကြတယ်အဲ့ဒါစုစားကြတယ်အဲ့လိုမျိုးလေးပေါ့အဖေကြိုက်တာအဖေကပိုချက်တာပေါ့မေကမချက်ဘူးလေအမေကမချက်ဒါပေမဲ့အမေချက်မချက်လို့မေချက်လည်းရန်ကောင်းတာမေကအဖေအဖေကတော့အများနဲ့ချက်ကျွေးနေကြဆိုတော့အဖေချက်တဲ့ဟာတော့များတော့စားပါတယ်ကောင်းပါတယ်ချက်ကျွေးနေကြဟုတ်တယ်ဖေကလိုလေမုတ်တေးလောက်တာလည်းကောင်းတယ်အဲ့လိုမျိုးတဲရောအာလူကတ်လက်တို့ကတော့ထူးထူးဆန်းဆန်းမုတ်လေးတွေပေါ့နော်အဲ့လိုလေးလောက်တယ်အာ အဆုံးမှာပဲဖြစ်ပေလို့သူ YouTube မှာတွေ့တဲ့အကုန်ခြောက်ကျွေးရဲ့အတော့အဲ့လိုမျိုး तू ချက်ပြီးဆိုလို့ရှိရင် तू အကုန်လုံးလိုက်ပြီး तू ဟိုအကုန်လုံးကြိုက်တယ်ပိုင်းလားဆိုတော့ तू အဲ့လိုအပင်မန်းခံတာတကယ်ပင်မန်းခံပြီးတော့ तू तू ချက်တာရောလို့မျိုးအကုန်လုံးကောင်းတယ်ပိုင်းလားဆိုပြောနေရောလို့ဖေရလို့မျိုးအမေကဝတ်သားဟင်းချက်တာရန်ကောင်းတယ်အဲ့ဝတ်သားဟုတ်တယ်ဝတ်သားဟင်းချက်တာရန်ကောင်းတယ်ထမင်းစားလို့ရမ်းမိတ်နဲ့ချက်တတ်တယ်တဲတဲလည်းဟင်းချက်ကောင်းတယ်အမေတဲတော်တော်များချက်ပါတယ်ခုနောက်ပိုင်းမအားလို့တော့မလုပ်ဖြစ်တာပေါ့နော် အဲ့လိုတော့မချက်ဘူးဘာလို့လဲဆိုတော့ဟိုအိမ်မားလည်းလေခုနပိုင်းကမမေတော့လည်းမော်ပြီးမှနေရများတယ်အဲ့လိုဆိုတာလေအဲမချက်ဖြစ်ဘူးဒါပေမဲ့ချက်ချက်ရင်လည်းအဲ့လိုမျိုးမော်ပြီးချက်မှချက်ပြတာပုံများတယ်အာအဲ့လိုဗဇွန်ကနန်းချက်တို့ပါတော့အဲ့လိုမျိုးလေးပေါ့နော်တဲတင်ထားပါတယ်ဟင်းတော်တော်များများတဲချက်လားလေတင်ထားတယ်တဲဗလော့တင်ထားရရှိအာတဲကအဲ့လိုလေဒါလောက်တည်တာဘလောက်ရှိရှိတဲမမီရအဲ့လိုဟင်း ဟင်းချက်တဲ့ဟာဆိုနည်းနည်းမေ့တတ်တယ်မေ့တတ်တော့တကွာကို recipe လေးထုတ်ထား notes လေးနဲ့ပါနော်ဘာလေးဘာလေးဆိုပဲအဲ့စာအုပ်ကလေးရှိအစာအုပ်လေးနဲ့ခါကျတချို့ဟင်းတွေကတော့မျိုးရရှိအချို့ဟင်းလေးဆိုမမမီးရဲ့ခက်ခက်ခဲခဲဟာလေးဆိုအလိုကောက်မှတ်ထားလေးအကောင်လုံးကြိုက်ဆုံးကတော့အကောင်လုံးကြိုက်ဆုံးကတော့ episode လေး 6နာရီလို့လေခဏန်းအနှစ်နဲ့ချက်တာလေအဲအဲ့ဟာပစုံခဏန်းချက်ကတော့အကုန်လုံးကြိုက်ကြတယ်ပြတဲ့ချက် OG ချက်တာလေအဲ့လိုသူများအဲ့လိုတအိုးစာမို့တဲ့အဲ့လို OG လဲချက်တတ်တော့ပီတာဆိုလာအဲ့လို OG လဲချက်တယ်အဲ့ဒီဟာကြတော့ဟိုပါလေဖဖေကရောင်မတင်မေးရရောင်မကနေပြတဲ့ကိုပြန်တင်မေးရဘာနာပါတဲ့အဲ့လိုမျိုးဟိုတက်ထားချင်တာပေါ့နော်ကိုအကုန်မလုပ်ဘူးတာမရှိရမကလည်းမောင်းတက်ချင်တယ်အဲ့လိုမျိုးပေါ့နော်ခင်းလဲချက်ချင်တယ်ဆိုတော့ကိုဆန်းဆန်းဆန်းလုပ်တဲ့အရာတွေကကိုရဲ့ဝါသနာတွေဖြစ်နေတာပေါ့နော်အဲရှိရရှိရတဲ့အခုဒီ Mobi Channel ကဘာ လေးစောက်တယ်ဆိုတာလည်းဘာကစ်ချန်လေးအတိကကစ်ချန်စောက်တာဘာဖြစ်သွားပါဘောနော်လို့ဆိုတော့အဲ့မှာဟင်းတွေချက်မာရေးအများကြီးရှိရပါဘောနော်ဒါပေမဲ့ခုကဒီကားရိုက်ရိုက်ရင်လည်းနောက်ကလည်းထပ်ရိုက်ရအောင်ပဲဆိုတော့ကားရိုက်ရမ်းများနေရောအဲ့ပါမလှည့်နိုင်သေးရပါဟုတ်တယ်ဟုတ်တယ်ဟင်းချက်တော့မရအောင်ပါဘူးရိုက်မရ ။ဟောအဲအဲ့လိုတော့မကြွေးသေးပါဘူး။ကြွေးသေးပါမှမယုံကြည်လို့ပါကိုကော။ကြွေးသေးဘူးနော်။အဲ့လိုအကောလုံးကြိုက်ကြတယ်အကောလုံးတဲတဲလဲရအောင်လို့သူမထင်နာဘူးပေါ့နော်။ကိုကြီးကမများပါဘူးစားပါတယ်။သူတော့ကုံစားတယ်။ကုံစားတယ်ကုံစားတယ်။အဲ့မော်ကန်နန်းချက်ပေါ့။ကန်နန်းချက်ပေါ့နော်။ပြဘဲဦးဘဲဦးချင်ဟင်လေဘဲဦးချင်ဟင်လေချက်တယ်။ အကုန်စားရတယ်တို့အရင်အရင်ထမင်းစားရတယ်အရင်အစာသမားတွေတဲ့လက်စားရတယ်စာသမားပဲဆိုဟုတ်အာဒီချမ်းမြေစေချောင်းကားလေးထွက်တဲ့ခါကျလို့ရှင်လားအပေးပေးပါဦးလို့ပြောတဲ့နောက်ထပ်ဘလော့တွေကြော်ညာရေးပြီးတော့ကားလေးထွက်မှုရှိသေးတယ်ဗောနောအခါကျအပေးပါဦးလို့ပြောချင်ပါတယ်